တရားစီရင်ရေးနှောက်ယှက်မှုဥပဒေပုံမှား228နဲ့တရားစွဲဆိုခံထားရတဲ့နှန်းစီခံចောင်းသားတွေဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှိနေဒေါခင်ခင်ကျော်ကသူမကိုဆွဲဆိုထားတဲ့အမှုကိုတတ်သိအထောက်အထားတွေနဲ့ရင်ဆိုင်ဖြေရှင်းသွားမယ်လို့စက်တင်ဘာလ24ရက်နေ့ကမြန်မာနိုင်ငံရှိနေများကွန်ရက်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်ဒီတရင်စာရှင်းလင်းပွဲမှာရှင်းနေများကိုရဲဥက္ကဋ္ဌဦးကြည်မြင့်ဖန်းစည်းခံចောင်းသားတွေရဲ့ရှင်းနေဒေါ်ခင်ခင်ကျော်ရှင်းနေကိုရဲအဖွဲ့က အခြားတရားလွှတ်တော်ရှေ့နေတွေပါဝင်ရှင်းလင်းခဲ့ပါတယ်။ဖမ်းဆီးခံကြောင်းသားတွေဖြစ်တဲ့ကိုမင်းသွေးသည့်ရွှေချိန်မိုးအစရှိတဲ့ကြောင်းသားတွေရဲ့မိဘတွေတက်ရောက်ခဲ့ပါတယ်။တရားလွှတ်တော်ရှေ့နေဒေါ်ခင်ခင်ကျော်ကသူတရားဆွဲဆိုခံထားရတဲ့အကြောင်းနဲ့ပတ်သက်ပြီးအခုလိုပြောပြပါတယ်။ကျမအနေနဲ့ကတော့ဒီဒီရှောက်ထားတယ်ဆိုတာဥပဒေပါဝင်ရတယ်ပြီးတော့လုံထုံးလုံးမြင်နေတယ်။အမှုတွေရဲ့အကျိုးစီးပွားအတွက် အဲကျမအနေနဲ့သဘောရိုးနဲ့အမျိုးသားသားတင်ပြဆက်ထားတာပဲရှိပါတယ်။ဒီတရားရုံးတော်ပေါ်မှာဟိုတောက်ဆက်တာတွေပါတယ်မျိုးရှိပါဘူးရှင်။အဲအဲ့ဒါလေးလည်းကျမရှင်းလင်းနေပြဆိုပါတယ်။အဲ့ဒီနေရာကျမဒီတင်ပြဆက်ထားနေတယ်ပတ်သက်ပြီးတော့လည်းပဲဒီ ကျောင်းသားတွေရဲ့အများကြီးအပေါင်းပေါ့နော်ကျောင်းသားတွေလည်းအများကြီးရှိပါတယ်မိဘပြည်သူတွေတွင်ရန်ပြီးတော့အပေါ်မသက်တည်ထောက်ထားအပေါ်မဖြစ်သူတို့တွေလည်းသိရှိမိသားပါဒါတွေပဲလေပေါ့နော်ကျမရဲ့ဒီကနေပတ်သက်ပြီးတော့အခုဒီတရားစွဲဆိုတဲ့အကြောင်းအကြောင်းညာလို့လည်းပဲအပေါ်မကဒီဒီကျောင်းသားတွေပတ်သက်ပြီးတော့သိရှိမိသားဖြစ်တယ်ပေါ့နော်သက်တည်ထောက်ထားနေရအခုဆိုရင်တော့ကျမအခုဒီတာအဲ့တာဝင်ညွန့်လေတရားသူကြီးကကျမကိုအာပြစ်မှုဆိုင်ရာဥပဒေပုံမှာနှစ်နှစ်ရှင်းတယ်အဲကျမကိုအာတာယာဝင်ညွန့်လေတရားသူကြီးဦးချင်းမြတ်ကအခု ကျမကအဲ့ဒီပြည်မဆိုင်ရာဥပဒေပုံမှာနှိမ့်နေရှင်းနေအတရားစီရင်နောက်ဆက်တဲဆိုပြီးတော့အာကျမရေနောက်တော့ဝင်းရပြည်သူပေါ့နော်တန်းထားရေဆိုပြီးတော့တာယာရီတို့နဲ့တရားဥပဒေတရားဆွဲဆိုထားပါတယ်အဲအဲ့ဒါတော့လွန်ခဲ့တဲ့ရုံချင်း27ရက်နေ့ကတော့ကျမတို့တွားရောက်တွားရောက်နေဆိုင်ရတယ်။ကျွန်မကျမအတွက်ကတော့ဒီမြန်မာနိုင်ငံရှင်းနေကိုရဲကဆရာကြီးတွေပဲပါဝါတင်ပေးတယ်ပေါ့နော်။ဆရာတို့ချင်းတွေလည်းပါဝါတင်ပေးတယ်ပေါ့နော်။အဲ့ဒီနေဆိုင်ထားရတယ်။အဲ့ဒီနေရာတော့ကျမပါဝါတင်တယ်။ကျမကလည်းခံ ကိုပိုင်ခံဝင်တဲ့အာမခံယူရတယ်။နောက်ဂျုံချင်းမှာတော့နောက်ဂျုံချင်း၅ရက်နေမှာတော့ဒီဟိုဓမ္မကိုဆွဲဆိုတဲ့တာယာပြီးလို့လည်းတရားသူချင်းသူချင်းမြတ်ကိုစတင်စစ်ဆေးဖို့တော့ချင်းဆိုတာပေါ့နော်။တရားလွတ်တော်ရှိနေဒေါခင်ခင်ကျော်ဟာပြီးခဲ့တဲ့စက်တင်ဘာတရက်နေ့ယုံချင်းကကျောင်းသားတွေဘက်ကပြည်ရေးဝင်ကြီးဌာနရဲတပ်1တဆယ်စက်တင်နဲ့ဒူရဲမှုနန္ဒဝင်းတို့ကို အရေးယူပေးဖို့ပြန်လည်လျှောက်ထားရမှာတရက်လိုရဲမှုဖုံးမြင့်မှားယွင်းထွက်ဆိုထားတဲ့ယာရုအတိုင်းတင်သွင်းခဲ့တာကြောင့် စီရင်ချက်မရမီမှာပြင်ဆင်ချက်ကိုတင်သွင်းခဲ့ရာတရားသူကြီးကလက်မခံဘဲပယ်ချခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲတရားသူကြီးကရုံးချင်းကိုတဝက်တစ်ပြည့်ရန်နာခဲ့တဲ့အတွက်ကျောင်းသားတွေနဲ့ရုံးရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။အဲဒါကြောင့်ပြီးခဲ့တဲ့စက်တင်ဘာ15ရက်နေ့ရုံးချင်းမှာရှေ့နေဒေါ်ခင်ခင်ကျော်ကိုတရားစီရင်ရေးဆက်လက်မဆောင်ရွက်နိုင်အောင်ပြုလုပ်တယ်လို့ဆိုပြီးတာယာရီမြို့နယ်တရားသူကြီးဦးချစ်မြတ်ကတရားစီရင်ရေးနှောက်ရှက်မှုပုံမှန်228နဲ့တရားစွဲဆိုခဲ့တာပါ။ ဖန်ဆီးခံចောင်းသားရဲ့ရှင်နေဒေါခင်ခင်ကျော်ကိုစက်တင်ဘာလ22ရက်နေ့ကတာယာရီမြို့နယ်တရားရုံးမှာစတင်ဆစ်ဆေးခဲ့ပြီးဒေါခင်ခင်ကျော်ရဲ့အာမခံရှောက်ထားမှုကိုခံဝင်ထိုးခိုင်းပြီးအာမခံပေးခဲ့ပါတယ်။